အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ညနေစာလေးကတော့လေစားလို့ရန်ကောင်းပြီးတော့တောက်ရတာလွယ်ကူတဲ့ဝတ်သားချင်ဆက်တုပ်လေးရဲ့နွနွရဲ့အသက်ထွက်ရှိထားတဲ့ပဲခောက်ဆွဲအစိမ်းရတာလေးနဲ့ဒီလိုဖွဲ့ရလေးစားပါမယ်ရှင်အဲဒါဘသူတာတော့နေနေတယ်ဒီမှာဝတ်သားတစ်ပိတ်သားဝယ်ထားတယ်။ခိုင်းမစားချင်အောင်အဲ့တော့ချင်းစံလေးစားချင်လားဆိုတော့ ဟိုအသားကိုပြုတ်ပြီးတော့ချင်းဆက်ကိုအလွယ်လေးတုံမယ်ဒီကားလေးဆိုလို့ရှိရင်အဲဒီစပါကနော်နော်ကနေပက်ခေါက်ဆွဲကဒီတော့ထပ်ထားတဲ့အနီအောင်လေးကအဆက်အခုအစိမ်လေးထပ်ထားဆိုတော့လေဝသားချင်းဆက်တုံလေးရယ်နော်နော်ပက်ခေါက်ဆွဲအထိုးရတာလည်းနည်းစားပါပေါ့နော်အပြင်ဝက်လက်လေးတစ်ချောင်းဝင်ထားတယ်အဲ့ဒါကိုဒီသားရအောင်ပြုတ်လိုက်မယ်လောစနေဝသားကိုရတာလေးနေပြီးထပ်ထားလိုက်မယ်နော်အထမအူဆုံးလေးနဲ့ကတော့စားလေးထည့်ပါမယ်ရှင်။စားကုန်ပြီတော့။ဒီမြမျိုးချောင်းကစားထုတ်လို့ရှိရင်ပြေးပါလား။ဟုတ်ကဲ့။ ဝတ္တနာဖို့အတွက်ကကြတော့နုံနုံရဲ့ပတ်စုံသုံးပင်ငယ်မြိုင်လေးရဲ့ခယူးစီရဲ့တို့နေရတာနေပြီးဆက်ထားလိုက်အဲ့ဒါဝက်လက်စပြုတ်လောက်ထားပေါ့နော်အယူပြုတ်ရေလိုချင်လို့ဝက်လက်တွေတော်တော်နူးနေပြီတော့တောက်ကိုကြာကြာလေးနှက်ပြီးသွားရေဆိုတော့လေးမြန်ကဝက်ရိုးပြုတ်ထားတဲ့အထဲကိုအသားကိုထပ်ပြုတ်ပြီးမှာပေါ့နော်ဒီလိုမြန်မြန်ကိုခေါက်ဆွဲကူဖောက်ပြေးကြအောင် အနှစ်တသက်အနှစ်ကိုတသက်ထားခောက်ဆက်တသက်ထားပြီနော်မမဆူဆူကနှက်ခမ်းခွဲထားဆိုတော့အတွင်းထဲကအတမအောင်ခွဲထုတ်ထားဆိုတော့သူအရင်အဆက်တွေမစားနိုင်အဲ့တော့သူ့ဒီနွန်နွန်ရပိုက်ခောက်ဆွဲရအရင်ကအဆက်ထတာလေဒီအစိမ့်လေးရကြတော့အစိမ့်ရတာလေအတွေ့အကြုံမှာအရာလေးရှိရပြီအဲ့အရာလေးကနေဖျက်ရတာဖျက်ဖျက်ရလိုက်အားနဲ့ဖျက်ချက်ဟုတ်ကဲ့ဘယ်လိုဖျက်မလဲဒီ င်းဆိုခဲ့ရတယ်ဟာဟာပောက်သွားပြီကွာကဲယူပါဦးမိုက်ကိုတည်းတည်းကဲတော့ခေါက်ဆက်တော့ပေးတော့ရေပေးတူနာဘလို့တော့ဆော့လာတော့မသားရပါပြီရှင်ဟဲ့တို့ဒီအပြုတ်ထားတဲ့အသားကိုလှီးပြီးတော့တုံလို့ရှင်ခြေဆက်တုံမယ်ဆိုရင်အသားကိုပွပွိုင်စားအောင်ပါเนาะတကယ်လို့ကဒီနေထားကြိုက်တယ်ဆိုတော့ဒီနေထားနဲ့တော့မြန်ဒီနေထားအောင်မကြိုက်ဘူးအဲ့တော့အပေါ်ကြောတင်းတင်းလေးစားကြလားဆိုတော့မြိုင်กินไล่ ခဲပဲရှိတာဆိုခဲပဲနဲ့กินလိုက်ဝတာတုတ်တော့ကကြတော့လေဝတာအရင်ဆုံးရတာနှက်တယ်ပြုတ်တယ်ပြီးရင်กินမိတာပေါ့နော်กินလိုက်တဲ့အခါကျတော့မှုမှုလေးနဲ့အပေါ်ချောတင်းတင်းစားရတာပေါ့နော်တော်တော်လေးတော့ကောင်းတယ်ဒါပေမဲ့လောက်ရတာတော့နည်းနည်းလေးတော့လောက်ဝင်တာပေါ့နော်စီထွက်တော့လေအဲ့ရနေမအောင်ဒါတော့အချိန်ပဲလို့တော့အသားရလေ တွင်းလေးကမမွာနေနဲ့မွေးနေတာအပင်လေးကတင်းတင်းလေးနဲ့ ။မသားတောက်တာကကြတော့လေးလွယ်လွယ်လေးနော်။ချက်တော်နေလေးကိုပပလိထားတယ်။ဆန်လုံးမုံထည့်ပေးတယ်။ချုံနေနောက်ကကြတော့မြန်တကြောက်သုံးမိထားတယ်။အဆက်နှစ်နေကကြတော့မြန်ငယူတီအလော်မုံလေးသုံးမိထားတယ်။အငံအတွက်ကကြတော့ငံမြာကြီးနနေပင်လေးထည့်ပေးတယ်။အချင်အတွက်ကကြတော့လေးအနံလေးပို့မှွေနေအောင်လို့တမရတီအစ်စ်လေးသုံးပြီးတော့ညှစ်ပေးထားပါပေါ့နော်။ဒီအနှစ်တွေကိုနှံ့အောင်မှွေပြီးသွားပြီဆိုလို့ရှိရင်ခုနကပပလိထားတဲ့ဝသားလေးထည့်ပြီးတော့မှွေပေးလိုက်ရုံနဲ့ကိုမှဒါချင်ဆက်ပြီးတော့အရသာလေးတော်တော်လေးစားလို့ကောင်းတဲ့တော့ရတယ်လွယ်ပြီးတော့တော်တော်လေးစားကောင်းတဲ့ဝသုံးနဲ့သားတော်လေးရပြီပေါ့နော်။တုတ်တဲ့ခါကတော့ ော်တော်လေးနဲ့လွယ်တယ်ပေါင်ပစ္စည်းဆိုလို့ရှင်လည်းနည်းနည်းလေးကင်နာပြုတ်တာလေးလောက်ပဲကြာတာပေါ့နော်ဒါဆိုလို့ရှင်လေးထမင်းနဲ့ပဲစားမလားဘာနဲ့လဲတွဲစားမလဲကြိုက်တာနဲ့တွဲစားလို့ရရယ်နော်တင်နိုနိုရဲ့ပဲခောက်ဆွဲရတာကတော့တော်တော်လေးစားကောင်းတယ်ပေါ့နော်အရသာလေးပဲရဲ့အစင်ရောအဆက်လေးရောဆိုတော့တော်တော်လေးအဆင်ပြေတယ်။နက်ဆိုလည်းတစ်ထုံမှသွားနှစ်ထုံနှစ်ထုံစီပါတာပေါ့နော်။ ောက်ဆိုရင်ခေါက်ဆွဲသားလာတက်လာရိုင်းနော်ဒါလေးကနွန်နွန်ရဲ့အစ်စ်ထွက်ရှိထားတဲ့ပဲခေါက်ဆွဲအစိမ့်ရတာလေးပေါ့နော်အစိမ့်ရတာပါဆိုင်ရပါ ဒါလေးကကြတော့လေအရင်ကတည်းကထွက်ရှိထားတဲ့နော်နော်ရဲ့အဆက်ရတာပဲခောက်ဆွဲလေး wallet ဆွပြုတ်လည်းလောက်ထားဆိုတော့လေသူ့ထဲကိုထည့်ဖို့အတွက်ကိုမြန်ချန်တော့မှစိုက်ထားတဲ့ချက်တုံးမိတ်လေးတောက်ခုလိုက်အောင်မယ်နော်မွှေးအောင်လို့ချက်တုံးမိတ်ထည့်မလို့ပါရှင်ငငယ်ကဆိုချက်တုံးမိတ်ရဲ့ဒီလိုလေးဝါပြီးတော့၆တော့မဲ့အနေထားလေးတွေကိုဒီလိုလေးပြီးတော့ဖောက်ကြတာဟာငငယ်ကောင်းမောက်ဒါကတော့အရေးတောက်အတွက်ကိုမြန်က wallet ဆွပြုတ်လေးပေါ့နော် ်ဘူးနော်ပဲခောက်ဆွဲကတော့ local brand နဲ့မှာဆိုလို့ရှင်ဒါပြောစရာမလိုတဲ့ brand တစ်ခုလို့ပြောလို့ရတယ်။သူကဒီပဲခောက်ဆွဲမှာမဟုတ်ဘူး။သူအရင်က trash ထားတဲ့ဒီပါလေ JO ဆိုလဲတော်တော်လေးလေးစားကောင်းနေပေါ့နော်။တော်တော်လေးအဆင်ပြေတယ်။ခောက်ဆွဲသားဆိုလို့ရှင်လည်းအရင်ကြီးမကြီးမသေးအနေထားအလတ်ဆိုင်လေးတော်တော်လေးအဆင်ပြေတယ်။မိုက်ကောင်းလားမိုက်တူမကိုင်းနိုင်ခင်းနဲ့ကိုင်းဖေဟာပူကြိုက်ဖေဟာဆက်ကြိုက် ။ဟာအချိုက်ကိုပို့ချိုက်တာ။အစိုင်းရောင်ပို့ချိုက်တယ်။နော်နော်ရဲလေဒီအသက်ထွက်ရှိထားတဲ့ဒီအစိမ်းရတာပဲခောက်ဆွဲဆိုလို့ရှိရင်လည်းဒါကလေးတွေလည်းကြိုက်ကြတယ်အဆက်မစားတဲ့လူကြီးတွေလည်းအဆင်ပြေတယ်ပေါ့နော်အဆက်ရတာကြတော့လည်းအရင်ဆက်နေတဲ့ထဲတော့မပါဘူးဒီတိုင်းတော်တော်များများစားနိုင်တဲ့အဆက်ရတာလေးပေါ့နော်ပဲခောက်ဆွဲအရင်ကောင်းတော့လေမြိုင်းရဝသားတုပ်ကိုတော့တိတ်မတိုးကြတော့ဘူးဒီမှာဝသားမစား၃ယောက်ပါဘာလဲစပြောတယ်သူတို့မတောက်ကြတာမသားချင်စားတုပ်ကမစားဘူးဘယ်တော့နေကော တော်ထမင်းလွတ်ပြီတော့ဟမ်ဒီဟိုဘက်ခရီးဒီဘက်မှာဆုံးရှိရဲ့ဟုတ်တာပြုတ်ကျင်ဟာဘာတော့ကောင်းမှာရှေ့ရှေ့ဆူဆူလို့ ိုက်ဟိုပို့ခြိုက်တာအဆိုင်ရအောင်ပို့ခြိုက်တယ်ဟင်ကျန်တော့မလားမမေမစားအောင်လားလို့မမေအချက်မလိုက်ဘူးလားတော့သူ့မေဘို့တဲ့ခေါက်ဆွဲလာယူခိုင်းတာအဲ့ဒါဘသူ့တက်တော့သူ့မေတဲ့ပါဆက်ယူသွားပါပြီ